အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ပြီးခဲ့တဲ့ဗီဒီယိုမှာအေလီယာကအာဟဲမင်းကိုအင်တန်ကာလပတ်လုံးမိုးမရွာနှင်းမကြဘူးလို့ပြောပြီးတဲ့နောက်ဘုရားသခင်ကအာဟဲမင်းရှိတဲ့အရက်ကနေတိမ့်ရှောင်ဖို့အတွက်ပြောတဲ့ကြားကာလအဖြစ်အပျက်လေးကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ထာဝရဘုရားကအီလိယကိုယော်ဒန်မြစ်ဖက်ခေရစ်ချောင်းသားမှာအဲ့ဒီချောင်းကြီးကိုတောက်ပြီးတော့နေကြီးရတွေကမင်းကိုကျူးမွေးလိမ့်မယ်လို့ပြောပြီးပုန်းရှောင်ခိုင်းလိုက်ပါတယ်။အီလိယကလည်းဘုရားစကားနားထောင်တဲ့အခါကြီးရတွေကနေ့တိုင်းနနဲ့တခါညဦးတခါမုန်းနဲ့အမဲသားကိုယူလာပြီးအီလိယကိုကျူးမွေးပါတယ်။ဒီလိုနဲ့မိုးခေါင်လာတဲ့အခါမှာတော့ချောင်းကြီးလည်းခန်းချောက်လာပါတယ်။ဒါနဲ့ဖျားသခင်ကအီလိယကိုဇီးရုံပြီးဇရက်တမြို့ကိုသွားခိုင်းပါတယ်။မိုးဆူမတယောက်ကမင်းကိုကျွေးမွေးလိမ့်မယ်လို့ပြောပါတယ်။ ဒီလိုနဲ့အေလိယကဇရဒမြို့ကိုသွားပြီးတော့ရောက်တဲ့အခါမှာတော့မြို့တကားနားမှာဆင်းရဲတဲ့မုန်ဆိုးမတစ်ယောက်ကထင်းခွေနေတာကိုအေလိယတွေ့လိုက်ပါတယ်။ဒါနဲ့ရေတစ်ခွက်တိုက်ပါလို့တောင်းလိုက်ပါတယ်။ရေသွားယူတဲ့ခါအေလိယကမုတ်တဖဲ့ပါ ယူလာပေးပါလားလို့လှမ်းပြီးတော့အော်ပြောတော့မုန်ဆိုးမကကျမမှာဘာမုတ်မှမရှိဘူး။ကျမသားနဲ့ကျမစားဖို့လက်တဆုပ်စာမုတ်ညက်နဲ့စီအနေငယ်ပဲရှိတော့တယ်လို့ပြောလိုက်ပါတယ်။ ကျမနဲ့ကျမသားကဒီမုတ်ကိုဖုတ်ပြီးရင်ဆက်စားစရာမရှိတော့လို့စားပြီးသေတော့မှလို့အဲ့ဒါကြောင့်မို့လို့အခုထင်းသာခွင်နေတာပါလို့ပြန်ပြောလိုက်ပါတယ်။အီလီယာကလည်းကြုတ်အတွက်မို့အရင်လှုပ်ပြီးပြီးရင်မိုးပြန်ရွာတဲ့အထိမင်းရဲ့ဂျုံနဲ့စီမကုံစေရဘူးလို့ဘုရားသခင်ကဂတိပေးပါတယ်လို့ပြောလိုက်ပါတယ်။ဒါနဲ့မိုးဆူမကအိမ်ပြန်ပြီးတော့ဘုရားသခင်ရဲ့ prophet အတွက်မုတ်တို့ပေးပါတယ်။အဲဒီနောက်မှာတော့ဘုရားသခင်ပြောတဲ့အတိုင်းပဲမိုးဆူမနဲ့သူ့သားဟာမိုးခေါင်နေခြင်းအတွင်းမှာစားစရာမပြတ်ခဲ့ပါဘူး။ဂျုံနဲ့စီအငြင်းရန်ရှိနေခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာတော့အဖြစ်ဆိုးတစ်ခုကြုံလိုက်ရပါတယ်။အဲဒါကတော့မိုးဆိုးမရဲ့သားလေးဟာအသေးအတန်ဖျားပြီးတော့ဆုံးသွားခဲ့ပါတယ်။ဒါနဲ့အီလီယာကိုအကူအညီတောင်းတဲ့အခါအီလီယာကမိုးဆိုးမရဲ့သားကိုပွေ့ပြီးတော့သူ့ရဲ့အခန်းကိုတက်သွားပါတယ်။ပြီးတော့ကလေးကိုသူ့အိယာပေါ်မှာတင်ပြီးတော့အကျွန်ုပ်ဤဖျားသခင်ထာဝရဘုရားကလေးအသက်ပြန်ရှင်လာအောင်လုပ်ပေးပါလို့ဆုတောင်းလိုက်ပါတယ်။အေလီယာရဲ့စကားကိုဖျားသခင်ကြားတဲ့အခါကလေးကိုအသက်ပြန်ရှင်စေခဲ့ပါတယ်။ဒါနဲ့အေလီယာကမိုးဆိုးမကိုကြည်ပါခမည်းသားအသက်ပြန်ရှင်ပြီလို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့မုတ်ဆိုးမကအယံကိုပျော်သွားပြီးတော့ကိုရောဟာတကယ်ပဲဖျားသခင်ရဲ့လူပဲလို့အေလိယကိုပြောလိုက်ပါတယ်ခင်ဗျာအဆုံးအထိနားထောင်ပေးတဲ့အတွက်ဂျေဇူးတင်ပါတယ်ခင်ဗျာ